သွားနေတာတဲ့အောင်မြင်သွားပြီးရင်ဟောတဲ့ပြန်ရွေ့တာမျိုးပြန်ဆောင်းတာမျိုးတဲ့ဖြစ်ပေါ်နိုင်လားတဲ့မဖြစ်အောင်လည်းဘလို့ကာကွယ်ရမလဲတဲ့သွားနေတာအောင်မြင်သွားပြီးရဲ့နောက်ပိုင်းမှာအဆရာဝန်ကတော့သွားဆရာဝန်ကမှာထားတယ်အနည်းဆုံး6လလောက်ကတော့ retainer တက်ပြီးတော့ထိန်းထားမှာပေါ့နော်သွားနေခြင်းရဲ့အကျိုးကျေးဇူးလေးပြပြပေးပါအောင်တဲ့อืมသွားနေတဲ့ဘလို့လူတွေသွားနေကြလဲဆိုတာကိုအရင်ပြပြပေးပါမယ်နော်အဲနံပါတ်1ကတော့ကလေးလေးတွေပေါ့ကလေးလေးတွေမှာလဲ ကလေးဘွားလေးမှာဆိုရှင်သူတို့ကအဓိကက functional ပေါ့ functional ဖြစ်အောင်သွားရင်ပုံပြနှိပ်ပေးကြတယ်။သူတို့တချို့တွေကဝါတာအဆင်မပြေတာလေးရှိတယ်။သူများတွေဝါလို့စားလို့ရတဲ့ဟာတွေသူတို့ရဲ့သွားဖွဲ့စည်းမှုကြောင့်ဝါတာစားတာအဆင်မပြေတာလေးတွေလည်းရှိနိုင်တယ်။အဲပြီးတော့သူတို့ရဲ့ aesthetic အတွက်ရောပေါ့တချို့ဆိုလို့ရှင်မျက်နှာလေးတွေရွှဲတာဆောင်းတာလေးတွေရှိတယ်အာသွားလေးဆိုလို့ရှင်ပေါ့သွားလေးအဲတဖုံးလေးအပြင်ကိုခေါ်တာလေးရှိနိုင်တယ်လို့အောက်မေးရိုးလေးတွေ အပြင်ကိုငေါတာလေးထွက်နေရလေးရှိနိုင်တယ်။အဲ့လိုဆိုလို့ရှိရင်သူတို့ကအဲ aesthetic အရာလဲ confidence อืมညော့နေတယ်လို့တစ်ဖက်မှာကြောက်လဲ function ဘက်မှာလဲထိတယ်။ကြိုက်ရတာအဆင်မပြေတာတွေဝါတာအဆင်မပြေတာတွေစကားပြောရတာအဆင်မပြေတာတွေသူတို့မှာရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့လူတွေကသွားညှိကျင်ကြတယ်ပေါ့နော်။အဲသွားညှိပြီးသွားနောက်ပိုင်းမှာအကျိုးကျေးဇူးတွေဆိုလို့ရှိရင်တော့ဆဆွားပြောတဲ့အချက်တွေပေါ့။ပို့ပြီးတော့ function အားဖြင့်လဲပို့ပြီး စားတာဝါတဲ့အပိုင်းတွေမှာစကားပြောတဲ့အပိုင်းတွေမှာအများကြီးအတလာနိုင်မယ်ပြီးသွားရင်ဒီ confidence အပိုင်းမှာပေါ့နော်ကိုရဲ့သွားလေညညာပြီးလှပနေတဲ့အတွက်ကြောင့်မလို့ confidence mind နဲ့အဲရည်ပြုံးနိုင်လိမ့်မယ်။ပြီးတော့လူတစ်ဖက်သားနဲ့တွေ့ရတဲ့အခါမှာအဲပို့ပြီးတော့ရေရဲတင်းတင်းပြုံးပြနိုင်တဲ့ရည်ပြနိုင်တဲ့အတွက်ကြောင့်မလို့တခြားလူတွေကလည်း socially ကိုပို့ပြီးတော့ချစ်ခင်နှစ်သက်တာမျိုးလေးတွေခံရနိုင်ချေလဲပို့ပြီးတော့မြင်မာလာလိမ့်မယ်။ သွားလေးတွေမျက်နှာလေးတွေညညာပြီးတော့ပို့ပြီးလှပချုံမောလာလိမ့်မယ်ဒီ infrastructure ပေါ့သွားသွားကအထက်ကထောက်တိုင်လိုပဲ infrastructure ပေါ့နော်ဒီမျက်နှာကကြတော့အဲမှာသွားမညညာလို့ရှိရင်ရည်ပြကြအောင်မလို့စီထားရတဲ့ဒီလိုညင်ညင်လေးစီထားရင်တော့မျက်နှာလေးတွေစောင်းနာရွက်တာတွေအရှိနေနိုင်တာဟုတ်အဲ့တော့သွားညှိလိုက်ပြီးဆိုတာနဲ့ မျက်နှာပါအလိုအလျောက်ညင်ညာလာမျိုးတွေအဲမျက်နှာရဲ့ profile တွေပို့ပြီးတော့အကြည့်ခံပြီးတော့လှပလာတာတွေအဲ photogenic ကိုဖြစ်လာတာဒီအပိုင်းတွေမှာလည်းအများကြီးအကျိုးကျေးဇူးရရှိနိုင်ပါတယ်အလရက်အတွက်လည်းဒီသွားပြင်ပြီးတဲ့အချိန်မှာအရင်တော့ဆိုသွားမပြင်ခင်ကအင်အားလူတွေကလေဘာလို့ပြင်နေရလဲပေါ့ပြင်စရာလည်းမလိုဘဲနဲ့ဆိုပြီးတော့ပြောကြတယ်ဒီလောက်ကြီးလက်အစိုးကြီးလည်းမဟုတ်ပါဘူးလို့သူတို့ကတော့ comment ပေးကြတယ် သူတို့အတွက်ကတော့တိတ်ဆိုးကြီးမဟုတ်ပေမဲ့ကို့အတွက်ကတော့ကို့တော့ကို့တော်တော်ဆိုးတယ်လို့ထင်ခဲ့တယ်။음ပြင်လဲအရင်ပြင်ရှင်ခဲ့ပြီးတော့ပြင်ပြင်တယ်ပေါ့နော်သူတို့မပြင်မှနဲ့ပြောလဲကိုကတော့ပြင်လိုက်တယ်ဒါမဲ့အခုပြင်တာတစ်နှစ်ကြာမှကြာတော့အိမ်သားတွေအားလုံးကပြောကြတယ်음ရွေးချယ်တာမှန်သားရယ်ပေါ့နော်ဟုတ်တယ်ပေါ့သူတို့ကမကြည့်တတ်ခဲ့လို့တဲ့ဟိုတကယ်တကယ်ရှင်ကြည့်လိုက်တော့တော်တော်ကွာသွားတယ်ပေါ့ပြင်တာမှန်တယ်ဆိုပြီးတော့အခုကြာမှသူတို့ကပြောလာတယ်သူတို့ကကျတော့ပြင်ပြီးသွားရင်ဘယ်လို အဘလို့ result ဖြစ်ပေါ်လာပြီးတော့ဘလို့ပြောင်းသွားမလဲဆိုတာသူကအရင်ကမသိကြိုပြီးတော့မမြင်ထားမခံမှန်းထားတဲ့အတွက်ကြောင့်မို့ဟိုဝိုင်းကြခဲ့ကြတယ်လော်ရာတော့အရင်ကဟိုပြင်ပြီးသွားတဲ့အခါမှာ final look ကဘလို့ဖြစ်လာမလဲဆိုတာကိုကြိုပြီးတော့မြင်အောင်ထားတဲ့အတွက်ပြင်ကျဲပြင်ချင်ခဲ့တယ်ပြင်ပြီးတဲ့အခါမှာလည်းကိုတကယ်ဖြစ်ပေါ်လာတဲ့ result ကကိုထင်ထားတဲ့ result နဲ့တကယ်တူညီခဲ့တယ်ပေါ့နော်စစောကပြောသွားတာလေးဂျန်သွားဆိုလို့ရှိရင်ကတော့ဒီ um တွားညိတဲ့အပိုင်းမှာ ဆရာဝင်နဲ့သွားဆရာဝင်နဲ့တည်တည်ချာချာဆွေးနွေးတော့ရလဲဆိုရင်ဆရာကအဲတမီးသွားကိုတဲ့အရင်ဆုံး X-ray ရိုက်မယ်ပြီးသွားလို့ရှိရင် scan ဖတ်မယ်ပေါ့နော်အဲ့ပြီးသွားလို့ရှိရင်သူတို့ um software နဲ့ program ထည့်လိုက်ပြီး final look ကိုကြိုပြီးတော့ထွက်လိုက်ပဲအဲ့ final look ကိုဂျင်းနဲ့မှဆက်လို့ဆိုပြီးတော့ 3D animation လေးနဲ့ final look လေးတစ်ခုပြတယ်ဒါအကြီးကုတ်တက်တဲ့သူတွေမှာအများအားအဲ့ဒီခံစားခွင့်တစ်ခုပိုတယ် အဲ braces မှာကြတော့အဲ့လို 3D animation မထွက်ဘူးဒါပေမဲ့ clear aligner မှာဆိုရှင်ထွက်တယ်ဆိုတော့ကိုယ့်ရဲ့ final သွားလေးကိုမြင်ရတယ်မြင်ရတဲ့အတွက်ကြောင့်မလို့အော်ဒီလိုဖြစ်လာမှာပါလားကိုကျေနပ်တယ်ကျေနပ်တဲ့အတွက်ကြောင့်မလို့ဒါလုတ်ခဲ့တာပေါ့နော်လော်ရဲ့သွားရဲ့ပြဿနာတိတ်အကြီးမဟုတ်တဲ့အတွက်ကြောင့်မလို့ braces ကိုလည်းရွေးချယ်မယ်ဆိုရွေးချယ်လို့ရတယ်လို့ပြောခဲ့တယ် clear ကိုလည်းရွေးချယ်ချင်ရင်ရွေးချယ်လို့ရတယ်နှစ်ခုစလုံးနဲ့ပြင်လို့ရတဲ့အနေအထားကိုရှိတယ်ပေါ့နော်တစ်ခုရွေးပါဆိုတော့ကို့အနေနဲ့ကတော့ clear ဝယ်ယူသိခဲ့ရပါတော့เนาะဒါလည်းကိုယ့်ရဲ့အလုပ်ကိုင်း career ပုံမူတည်ပြီးကိုက်ညီမဲ့ထင်လို့ရွေးချယ်ခဲ့ရလဲပါပါတယ်ဆိုတော့ကိုရွေးချယ်ခဲ့တာလည်းမှန်ခဲ့တယ်ပြီးတော့အားလုံးကိုလည်း Lore ရဲ့တကယ်အတွေ့အကြုံလေးကိုခုလိုမျိုး sharing လုပ်နိုင်တဲ့အတားကြောင့်လို့လည်းအအញ្ញံကိုဝမ်းသာပီတိဖြစ်ရပါတယ်လို့ကလေးတွေအတွက်လည်းအကျိုးရှိပါစေအလှခြင်းနဲ့ညီမလေးတွေမောင်လေးတွေအားလုံးအတွက်လည်းအကျိုးရှိပါစေလို့ Lore ခုလိုမျိုး ကိုယ်တိုင်ဂျုံနဲ့တွေ့ကြုံလေးတွေရောပြီးတော့အလှပနဲ့ကျမရေးဆိုင်ရာဘူးတူတာလေးတွေကိုအများနဲ့ Laura ရဲ့ social media platform လေးဖြစ်တဲ့ Dr. Laura Facebook page, Pan Aesthetics Facebook page ပြီးတော့ Dr. Laura TikTok, Pan Aesthetics TikTok တို့မှာအများနဲ့တင်ပြီးတော့မှာဖြစ်ပါတယ်။အော YouTube channel လည်းရှိရနော်။ဆိုတော့အဲ့လိုမျိုး platform လေးမှာအများဝင်ရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်လို့ဖိတ်ခေါ်ချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ Bye bye ။ Comedy Oasis.